မဲ့အဲ့ရဲ့အချိန်မှာ၁၀တန်းတက်ကူရောက်တော့အမေဘောကားမယ်တော့ကြီးကပံပိုးမှုတွေကြောင့်မလို့ခုချိန်မှာဘာမှမလုပ်ဘဲနဲ့ တိုင်စားနေငငယ်တုန်းကတော့ငငယ်တုန်းကတော့အရန်ဆင်းရဲတယ်အဲ့လိုမျိုးကို့ကိုအမေဘောကောက်ပြီမယ်တော့ရှောင်းရှောက်မယ်လည်းမသိဘူးဒါပေမဲ့မောင်လေးတို့အမေဘောကောက်ပြီမယ်တော့ရှောင်းရှောက်တာတိပြီဆိုကြတယ်မောင်လေးတို့စီးပွားရေးဆိုတော့အများကြီးတိုးတက်လာတဲ့အလုပ်တွေဆိုတော့အရန်အများအများကြီးအောင်မြင်နေပေါ့နော်မောင်လေးရှူရှူပြိုင်တော့လည်းအမေကိုအဓိဋ္ဌံပြီးဆူတောင်းနေတဲ့ကြောင့်မောင်လေးခုဆိုရင်တော်ပြန်ပြန်တော်တော်များများဟိုပောက်သွားတယ်လို့ဆိုရမယ်ပေါ့နော်ဟုတ်ဟုတ်မောင်လေးကတခါလေးအမေဘောကောက်ပြီမယ်တော့နေစိတ်ဆိုးရရှိရဲဒါကကိုတောင်းတာများလို့ရှင်စိတ်မကြတော့ဘူးဖျားလည်းမကြတော့ဖျားလည်းမကြတော့အမေကိုလည်းမကြတော့စိတ်ဆိုးလိုက်အဲ့ချိန်မှာအမေက အရန်ဆောက်ရှောက်တာအဲ့ချိန်ဆိုတော့မာလီသူ့လူလူဟိုဘယ်လိုပြောမလဲအလုပ်တွေဝင်လာရတယ်လက်တွေအများကြီးရှင်လာရယ်ပေါ့နော်အမီဘောကအမီဘောကလီမေတော့ရာမောင်လေးကိုဘယ်လိုပြောမလဲအရန်လဲချစ်တယ်ဟောဟောဒါမောင်လေးကိုတိုင်ဘယ်လိုပြောကိုတိုင်ခံစားမှသိရပါဘာဒါလည်းဟိုပြောလိုက်တာလည်းပြိတ္တတဲ့အမြင်မှာဒါသူတို့အမြင်မှာတော့ဟာသားတစ်ခုဖြစ်ဖြစ်ချင်းဖြစ်နေတယ်မှာဒါကတော့ဟိုဘယ်လိုပြောခံစားမှုဟိုခံစားမှုမှကိုတိုင်ကြုံတွေ့မှဒါကြီးကလည်းနားလည်မယ့်အရာလေးဆိုတော့လည်းဒါကလည်းသိပြောတော့မောင်လေးဟိုပြိတ္တတွေကိုလည်းအပြစ်တော့မမြင်ပါဘူးဟာလေးအမီဘောကိုင်းမယ်နဲ့မောင်လေးနဲ့ရန်ချစ်တာရှိတယ်မောင်လေးအိမ်မှာ ကိုးကွယ်ထားတယ်လေတကယ်တကယ်ရုပ်ထုကလည်းတကယ်ဟိုအသက်ဝင်နေအမေဘောက်ကိုက်မယ်တော့ကြီးအဲ့အိမ်မှာလာပြောစံမြန်းနေတယ်လို့ပဲမောင်လေးကတခါလေးဆိုအမေမျက်နှာကြည့်ပြောကိုမမပြီးတဲ့ခါကျကိုကမပြီးရဆိုကိုတခါလေးထားနိုင်အောင်ဒီပါထွက်တယ်လေအဲ့သူကမကြိုက်ဘူးအမေဘောက်ကိုက်မယ်တော့နိုင်အောင်ထွက်လို့ရှိရင်ဘလို့မှအစိတ်အဆင်မပြေတော့အဲ့ချိန်ဆိုရင်အမေကိုခွင့်ပန့်တယ်အမေက ။သွားလိုက်ပါညာမကြိုက်ဘူး။မလေးအဲ့လိုမျိုးသွားလိုက်ဆိုရင်အဲ့လိုမျိုးဆိုရင်လက်တီလည်းပိတ်တယ်။ဘာမှကိုယ်စိတ်ညောင်လို့လိုက်ဆိုရင်အမေနဲ့အဲ့လိုမျိုးရန်ဖြစ်တဲ့အမေသားလူဘွားရောက်တဲ့ချိန်မှာဆိုလူဘွားရဲ့အကြောင်းနဲ့အမေနားလဲမဲ့ချိန်အမေနဲ့ဘောက်ခိုင်းမဲ့အမေရန်ဖြစ်လိုက်လို့ရှိရင်နားလဲပြီးတော့အဲ့လိုအမရာလက်တီပါပြန်ဖွင့်တယ်။ဒါပေမဲ့ခုနောက်ပိုင်းတော့အဲ့လိုမျိုးတော့မသွားတော့ဘူး။အဲမာလေးကပဲအချိန်မှာစတည်သွားလဲဆိုတော့ပထမနှစ်ပထမနှစ်မှာဒီကြောင်သွားတိုင်လဲအဲ့ဒီမှာ ပွဲသွေးပွဲပွဲသွားပြင်နေအဲ့ဒီမှာဒီအဒီအဲ့ဒီနက်ဆရာအန်ဒီယာမှာဟိုဘယ်လိုပြောမလဲနက်ကတော့အန်ဒီယာမှာတာနိုင်အဝါတိုက်ကလာတာမေဘောကရီမေတော်ကြီးစောင့်ရှောက်ပါဆိုရဲစောင့်ရှောက်တာဆိုရဲအဲ့ကလေးကတိကလေးမောင်လေးကပူပြီးတော့ယုံကြည်ပြစ်တယ်မောင်လေးဆိုတော့အခုအဲ့အမေဘောကရီမေတော်ကြီးစောင့်ရှောက်တဲ့အကြောင်းမောင်လေးဆိုတော့အခုဆိုရင်လည်းအလုပ်တွေအများကြီးရတယ်ဘာဘေးရောဂါအနေမှာမောင်လေးမကြောက်မောင်လေးဘယ်ချိန်ညဘယ်ချိန်မဲထွက်တယ်ဘာဘာအနေမှာမကြောက်အမေအမေဘောကမေတော်ကြီးမောင်လေးအဲ့လိုမျိုးစောင့်ရှောက်ပြီးတာလက်တွေဆိုရင်လည်းအများကြီးဖွင့်ပေးတယ်အလုပ်တွေအဲ့လိုမျိုးမေဘောကရီမေတော်ကြီးအဲ့လိုမျိုးလေး မာလေးစိတ်ထဲမှာသူကိုယ်တိုင်ရှာပြီးတဲ့ပုံစံမျိုးမာလေးခံစားရဟုတ်ဟုတ်အဲ့တော့ဒါကိုယ့်အိမ်မှာအဲ့လိုဘယ်လိုလဲပတ်သက်ရှိတယ်မာလေးအိမ်မှာတော့မကုကွယ်ထားရယ်မာလေးအရန်မာလေးကအရန်ယုံကြည်ရယ်အဲ့လိုအမေဘောကားဝိမေမာလေးမှာမောင်မာလေးရဲ့အမေညီမအန်တီတွေကစားအမေဘောကားဝိမေတွေရောအရန်ယုံကြည်ရယ်အရန်လဲစောင့်ရှောက်တယ်အဲ့ကြောင့်မလဲမာလေးအိမ်မှာတော့မတခန့်တန်းသားလေးအမေကိုဟိုအမေကိုဘယ်လိုပြောမလဲကိုကွယ်ထားပါတော့မာလေးဆိုရင်ဘယ်လိုပြောမလဲဟိုတောက်ကြနေမာလေးရဲ့မွေးနေ့တိုင်းဆိုအမေကိုအိမ်မှာရှိမှာဆိုတိတိပွဲတွေဆိုအများအများပန်းနေအများကြီးအဲ့လိုမျိုးမာလေးကယုံကြည်ပြီးတော့လေကိုကွယ်ပြီးတော့လေကတ်တာ ောင်းကြတယ်ဆိုတာဟုတ်တယ်သူကလည်းကထားပိုက်ကတာဟုတ်တယ်အဲ့တော့ပြောပြပါ အဲအဲမအဲမအစတော့မအဲ့လိုမျိုးဒီပြန်ပွဲတော့ကတော့အမအဲ့လိုမျိုးတိုက်ကြလာမယ်မသိဘူးဒါပေမဲ့အမကိုယ်တိုင်အဲ့လိုမျိုးအမအဲ့လိုမျိုးဝင်လာကြည့်လိုက်တော့လေဩငါတော့ကလည်းအဲ့လိုမျိုးငါမောင်လေးတော့ကလည်းအဲ့လိုမျိုးပြောမလဲချော့လို့ရှိရင်အဲ့လိုမျိုးအမီဘောကဝရင်ပဲတော့ဝင်နေပေါ့နော်အဲ့ဒါလည်းတချို့ပြိဋ္ဌတ်တရားကြတော့လေအမကိုတို့အမကိုဆိုလည်းအဲ့လိုမျိုးပေါ့နော်ဒါအဲ့လိုမျိုးပြောကြပါဒါမှမဟုတ်ဒါကလည်းဒါကလည်းပြိဋ္ဌတ်တရားကိုယ်တိုင်မခံစားကိုယ်တိုင်မသိသေးဘူးပေါ့ဒါကိုယ်တိုင်မသိသေးလို့ပြောတာမျိုးလည်းဖြစ်မယ်ဖြစ်ဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ဒါလေးဆိုတာလည်းကိုယ်ရဲ့အဆောင်ချောက်ဆိုတာလည်း ဘယ်လိုပြောမလဲအရန်ကန်ကောင်းလို့ဒါကိုယ်တွေမှာအဆောင်ချက်တွေရှိရပါဘောနော်ဒါကလည်းလူတိုင်းမှာလည်းအဆောင်ချက်ဆိုတာလည်းရှိကျင်မှာရှိတာပေါ့နော်အမောင်လေးတို့ဒါအရန်ရှေ့ဘဝကုသိုလ်တွေအရန်ကောင်းလို့လို့ဒါမိဘောကားပရိမေတော်ကြီးဆောင်ချက်တယ်အမားအမားအမီဇန်တို့လည်းအဲ့လိုမျိုးဆောင်ချက်တယ်ပေါ့နော်အဲ့ကြောင့်မလို့အမားနဲ့ပို့ပြီးတော့ဟိုအမားနဲ့တော့စုံတော့မစုံဖြစ်သေးဘူးပေါ့ဒါမှမဟုတ်အမရဲ့အင်တာဗျူးတွေကြီးလိုက်လို့ရှိရင်အရန်ကိုဘယ်လိုပြောမလဲအရန်စိတ်ပျော်ရွှင်ရတယ်လို့ပြောရမှာပေါ့နော်ဟုတ်ဟုတ်တယ် အဲမောင်အဲ့ဒါကြိုသိရတယ်မောင်လေးအမှန်တိုင်းပြောလိမ့်မောင်လေးတစ်ခါလေးကြိုသိရနေလေရှိတယ်ဒါအမှန်တိုင်းပြောရပါတော့မောင်လေးတစ်ခါလေးအဲ့လိုမျိုးပေါ့ဟိုဘယ်လိုပြောမလဲကိုကိုကိုသွားမဲ့လန်အဲ့လိုမျိုးအန္တရာယ်ရှိမယ်ဆိုတော့မောင်လေးမသွားပြတော့ဘူးအဲ့ချိန်မှာဟိုအဲ့ချိန်မှာဘယ်လိုပြောမလဲနောက်နောက်တည့်ရက်နေမှာတကယ်ချင်းတော့နေမသွားလိုက်တာကောင်းနေနေအဲ့လိုမျိုးအဲ့လိုမျိုးညာကြီးမချုပ်မသွားလိုက်တာကောင်းနေအဲ့မှာအဲ့လိုမျိုးဟိုဟာမျိုးရှိတယ်ဆိုပြီးတော့အဖြတ်တွေအဲ့လိုမျိုးရှိရပါတော့အဲ့လိုမျိုးအကိုအဲ့လိုမျိုးအရန်ဆောက်ရှောက်တာမေဘောကားမျိုးတွေရမှာလေဘယ်လိုဆောက်ရှောက်လဲဆိုတော့မောင်လေးကိုလေအာဂရင်းထဲမှာငုံထားမတက်ကိုအဲ့လိုမျိုးချစ်ပြီးတော့မောင်လေးဆောက်ရှောက်တာလေဟုတ်ဟုတ် ဘာဘယောဂအရင်မှလည်းမလို့မကြောက်ဘူးခုချိန်ကြီးလေဒါပေမဲ့လေငငယ်တုန်းကတော့ငငယ်တုန်းကတော့အရန်ဆင်းရဲတယ်အဲ့လိုမျိုးကိုယ့်ကိုအမီဘောကောက်ရီမေတော်ကြီးစောင့်ရှောက်မှလည်းမသိဘူးဒါပေမဲ့မောင်လေးတို့အမီဘောကောက်ရီမေတော်ကြီးစောင့်ရှောက်တာသိပြီဆိုကြတယ်မောင်လေးတို့စီးပွားရေးဆိုတော့အများကြီးတိုးတက်လာတဲ့အလုပ်တွေဆိုတော့အရန်အများကြီးအများကြီးအောင်မြင်နေပေါ့နော်မောင်လေးရှူရှူပြိုင်တော့ကလည်းအမီကိုအတိတ်တန်ပြီးဆူတောင်းနေတဲ့ကြောင့်မောင်လေးခုဆိုရင်တော်ပင်မျိုးတော်တော်များများဟိုပောက်သွားတယ်လို့ဆိုရမယ်ပေါ့နော်ဟုတ်ဟုတ်အဲ့တော့အရန်အမီတွေကိုသိကြတယ်မောင်လေးအဲ့ရလား သိတယ်အမေကအမေကမောင်လေးထက်ကိုပို့ပြီးတော့ယုံကြည်ကိုးကွယ်တယ်ပေါ့နော်မနက်ခင်းလိုက်ဆိုလဲအမေရှင်မာအမေရှင်မာဆူတောင်းတယ်အမေကတူတခုလိုချင်လို့ချင်းအမေဘောကောက်မယ်တော့ယူဟိုဘယ်နှပြောမလဲဟိုဘယ်နှပြောမလဲဟိုတောင်းတက်တယ်မောင်လေးကကြာအဲ့လိုမျိုးမောင်လေးကတခါလေးအမေဘောကောက်မယ်တော့နေစိတ်ဆိုးရရှိရဲတခါကိုတောင်းတာများလို့ချင်းစိတ်မကြတော့ဘူးဖះလည်းမကြတော့ဖះလည်းမကြတော့အမေကိုလည်းမကြတော့စိတ်ဆိုးလိုက်အဲ့ချိန်မှာအမေက အရန်ဆောက်ရှောက်တာအဲ့ချိန်ဆိုမာလေးသူ့လိုလိုဟိုဘယ်လိုပြောမလဲအလုပ်တွေဝင်လာတယ်လက်တွေအများကြီးရှင်လာတယ်ပေါ့နော်အမေဘောကအမေဘောကလိမယ်တော့ရမောင်လေးကိုဘယ်လိုပြောမလဲအရန်လဲချစ်တယ်ဟောဟောဒါမောင်လေးကိုယ်တိုင်ဘယ်လိုပြောကိုယ်တိုင်ခံစားမှသိရပါဘာဒါလည်းဟိုပြောလိုက်တာလည်းပြိတ္တတဲ့အမြင်မှာဒါသူတို့အမြင်မှာတော့ဟာတာတစ်ခုဖြစ်ဖြစ်ချင်းဖြစ်နေတယ်မှာဒါကတော့ဟိုဘယ်လိုပြောခံစားမှုဟိုခံစားမှုမှကိုယ်တိုင်ကြုံတွေ့မှဒါကြီးကလည်းနားလည်မယ့်အရာလေးဆိုတော့ဒါကတော့သိပြောတော့မောင်လေးဟိုပြိတ္တတွေကိုလည်းအပြစ်တော့မမြင်ပါဘူးဟောဟုတ်တယ်ဟုတ်တယ် အပေါ်မှာဘယ်လိုပုံစံအဲဒါကတော့ဘယ်လိုပြောမလဲဒါကတော့လူမျိုးမျိုးစိတ်ထွေတွေပေါ့နော်ယုံကြည်တဲ့လူကတော့ယုံကြည်တဲ့ထိုက်အလျောက်အကျိုးခံစား권နေရမယ်မယုံကြည်တဲ့လူကတော့ဘယ်လိုပြောမလဲကိုဟနဲ့ကိုကိုဟနဲ့ကိုတနေ့စ조사ဘောကွယ်ကိုကတော့ယုံကြည်လို့မလဲအမေဘောကိုင်းမယ်ဆောင်ချတော့မလို့အဲအခွင့်လန်းနေရတာအများကြီးရှာကြအထုတက်လေတော့မလို့အမေဘောကိုင်းမယ်တော့ကိုတိုင်းဆောက်ချတော့နေတယ်မောင်လေးကဟိုပြည့်စုံနေပြီလေဟုတ်ကဲ့ဟုတ်ဟုတ်ဟုတ်တောင်းဆက်လို့ပြောပါတမန်နေ မလေးမလေးငွေတော့ကြောင်ရလို့ရှိရင်30ပဲရတယ်လားသူတင်ရနေ200ရရချိန်မှလေး30ပဲရ30ဆိုတော့မာရဲ့အဲ့ခေတုန်းကဘယ်လိုများအချိန်မှောင်လေးတစ်ထောက်ပဲစားခဲ့ရဒါမဲ့အဲ့တော့ဒါမဲ့ပြန်တွေးကြည့်လိုက်တော့လေအော်ငွေတော့အရန်ဆင်းရဲခဲ့ရပါဘောဒါမဲ့ကန်အားလို့ရမှလေး6တန်း9တန်းလောက်ရောက်ကြတော့အဖရဲ့အမွေတွေရလဲချိန်မှာပို့ပြီးတော့စီးပွားရေးလည်းတိုးတက်လာတယ်ဗောနော်ဒါမဲ့အဲ့ရဲ့အချိန်မှာ10တန်းတက်ကြလို့ရောက်တော့အမေဘောကားမိမေတော်ကြီးကပံပိုးမှုတွေကြောင့်မလို့ခုချိန်မှာဘာမှမလုပ်ဘဲနဲ့ ထိုင်စားထိုင်စားနေမနေ့ရှိပြထိုင်စားနေဟာဒီဟိုအဖြစ်ရန်ကုန်ရောက်ကြတယ်ဆိုတော့၄နှစ်လာတော့ရှိပြပါမှာရယ်ဆက်ကလာ၄နှစ်လာထိုင်စားနေ၄နှစ်ဆိုမစဟုတ်ပါဒါပေမဲ့အခုကတော့အမေစီကလက်ဖြန့်ပြီးတောင်းတော့မှာကိုကိုတိုင်းတကယ်ဒီအမှုပညာကရတဲ့ငွေတွေကိုအလုံးခဲလိုက်ရပြီတော့အမေကိုပဲအတော်မှာမောင်လေးကမောင်လေးကဘနိုးနေနေမောင်လေးကဒီကို့ကိုစောင့်ရှောက်ပါပြီဆိုကြတဲ့တိကြတဲ့အမေဘောကားကြီးမယ်တော်ကြီးမှာတကယ်လေးလေးစားစားလဲခွင့်ဟိုဆုတောင်းနေမောင်လေးဖြစ်တင်လာဆိုရင်လည်းမောင်လေးဘယ်လိုပြောမလဲ တောင်းတယ်အမေကလည်းဖြည့်စည်းပြီးတယ်ဗောနော်မလေးလိုချင်တာဆိုလည်းဖြည့်စည်းတခါလေးအမေဘောကိုက်မယ်နဲ့မလေးနဲ့ရန်ချစ်တာရှိတယ်မလေးကအိမ်မှာကိုးကွယ်ထားလေတကယ်တကယ်ရုပ်ထုကလည်းတကယ်ဟိုအသက်ဝင်တယ်အမေဘောကိုက်မယ်တော့ကြီးအိမ်မှာလာပြောဆန့်ညမ်းနေတယ်လို့ပဲမလေးကတခါလေးဆိုအမေမျက်နှာကြည့်ပြောကိုမမပြီးတဲ့ခါကျကိုကလည်းမပြီးရဆိုကိုတခါလေးထားနိုင်အောင်ဒီပါထွက်တယ်လေအဲ့ဒါသူကမကြိုက်ဘူးအမေဘောကိုက်မယ်တော့နိုင်အောင်ထွက်လို့ရှိရင်ဘလို့မှအစိတ်အဆင်မပြေတော့အဲ့ချိန်ဆိုရင်အမေကိုခွင့်ပန့်တယ်အမေက သွားလိုက်ပါညာမကြိုက်ပါဘူးလေအဲ့လိုမျိုးသွားလိုက်ဆိုရင်အဲ့လိုမျိုးဆိုရင်လက်တီလည်းပိတ်တယ်ဘာမှကိုယ်စိတ်ညောင်လို့လိုက်ဆိုရင်အမေနဲ့အဲ့လိုမျိုးရန်ဖြစ်တယ်အမေသားလူဘွားရောက်တဲ့အချိန်မှာဆိုလူဘွားရဲ့အကြောင်းနဲ့အမေနားလဲမဲ့အချိန်အမေနဲ့ဘောက်ခိုင်းမဲ့အမေရန်ဖြစ်လိုက်လို့ရှင်နားလဲပြီးတော့အဲ့လိုအမေကဘယ်လိုပြောလဲလက်တီပါပြန်ဖွင့်တယ်ဒါပေမဲ့ခုနောက်ပိုင်းတော့အဲ့လိုမျိုးတော့မသွားတော့ဘူးတော့ဟုတ်ဆိုနိုင်အောင်ထွက်တာတော့အမေကမကြိုက်ဘူးကြိုက်ဘူးအဲ့လိုမျိုးနိုင်အောင်ထွက်တာမကြိုက်တောက်တာအဲ့လိုမျိုးစားမကြိုက်ဘူးဒီဘောက်ကမင်းစင်ကျင်ရတာပေါ့ကွာစင်ကျင်ရကွာဒီလောလောကမဲမှာငါအောင်အောင်ရင်တော့သွားမယ်ပေါ့နော်အောင်မြင်မှသွားမယ်လို့ညီမတားကြတာမအောင်မြင်သေးခင်ကတော့ ကြိုက်အဆောင်လိုက်အောင်မယ်ဘယ်မှမသွားသေးဘူးအရင်တော့တက်တယ်တဘက်ကိုဘယ်နှခါလောက်ရင်ပြက်လဲအဲဘယ်နှပြောမလဲနားရထွက်တဲ့ချိန်တိုင်းပေါ့သူကနားရထွက်လို့ရှိရင်လက်တွေပိတ်ပြီးတိုင်းစိတ်ညောင်နေလို့လဲလို့ရှိရင်ကိုကဘာမှလုံးချင်ကန်စီရင်မရှိတော့အဲ့ချိန်ကိုကစိတ်တက်ကြလို့ပြန်ပြတခါကြလဲတောင်းမှန်ရပါတော့အမေအမေကိုဟိုပြင်မလားဟိုတာတိရောက်လို့မျိုးပူစာရပါတော့အဲ့ချိန်လို့ရှိရင်အမေကတော့ပြင်မလားလက်တွေပါရွှင့်ပေးတယ်လေဟုတ်ဟုတ်ချိတ်ဆက်မှုတွေတော့ရှိမှာပေါ့ကိုလဲကြရှိတယ်ရှိတယ်မလေးအမလေး ဥမာဒီရွှေချိုပြိုင်တော့လည်းမောင်လေးအဲ့ဒီမှာအစနာမောင်လေးဘယ်လိုပြောအပေါ်မှာမောင်လေးရှိမှပြောရမှာနော်တိတ်အကောင်ဆုံးမလုံးနိုင်အဲ့တော့မပါလာဘူးထင်တဲ့ချိန်မှာအမေကိုဆူတောင်းတယ်အမေသားဒီရွှေချိုပါပါလို့ရှိရင်အမေရဲ့ရွှေရွှေဆိုင်ရဲ့အုံကြောကိုလာပြီးတော့သားပွဲကြီးတရားရှိပြီပွဲပေးပါမယ်ဆိုဒိတ်တန်တာဒိတ်တန်အောင်ပါလေမောင်လေးရွှေချိုပါပါပြီးတော့အဲ့ဒီရွှေဆိုင်မှာသွားပြီးတော့ပွဲကြီးပေးရလေမောင်လေးအမှနှက်ချော်တယ်ရှိဒီဖုန်းထဲမှာရှိရချော်တဲ့အားတော့မရှိဘူးဟုတ်ဟုတ်လေမအားလို့ပြောတယ်ချင်းချင်းခီးထွက်သွားတယ်ဟုတ်တယ်ဟုတ်တယ်အဲ့မှာသွားပြီးတော့ဟုတ်တယ်ချီလို့သွားဆိုတယ်ဟုတ်ဟုတ်ဆိုတော့ခါကျဝက်လက်ကိုပေါ်တကောင်ပေါ်ဝက်လက်ကိုပေါ်ဟုတ်ပါတယ်ဝင်ပူးကြရလို့ရှိတယ် ရှိရလေရှိတယ်မလေးဘာလို့တမလေးဒါကလည်းကိုကိုတိုင်းကကိုကိုစောင့်ရှောက်တယ်ကိုကိုတိုင်းအမေကိုချော့ရချိန်မှာအမေကအရန်ပြော်တာအရန်လှုပ်လိုက်ပြီးတော့ဟိုချော့တယ်အဲ့လိုမျိုးချော့လိုက်လို့ချိန်မှာလေးစိတ်ထဲမှာပေါ်ပါပြီးတော့လမ်းဆန်းသွားဟုတ်ဟုတ်ဒီအိမ်မှာပဲပေါ့အဲ့ဒါကြတော့ဟုတ်ဘူးမောင်လေးကအိမ်မှာရွှေဆန်းသူ့ရဲ့အမေရဲ့နန်းကိုတွားပြီးတော့လှုပ်သွားအိမ်မှာကြတော့အဲ့လိုမျိုး ဟိုဘယ်လိုပြောမလဲအဲ့လိုမျိုးတိတ်ပြောမဝင်ဘူးမှာလေအဲ့လိုမျိုးချော့တဲ့ခါလာမှာလေသူတို့ရှိတဲ့နေရာမှာလောက်တာအဲ့လိုမျိုးဝင်တာဟုတ်ဟုတ်ဒါပါပြောကိုဘွားတို့တော့အဆောက်အအုံတမျိုးပဲပေါ့အဆောက်အအုံရှိတယ်အမေဘောကအိမ်မဲတော့ဆောက်ရှောက်တာနေမောင်လေးကဘယ်ယောဂအနေမှာလဲမကြောက်ကိုကိုတိုင်း ကိုကိုကကိုကိုတိုင်းလည်းကံကောင်းတယ်လို့ပြောရမယ်ကွာနော်အမေဆောင်ရှာမှုကမှနေရတယ်လေဟုတ်ဟုတ်အဲဟုတ်တယ်ဒါကလည်းပြိပြိမှတချို့ဘယ်လိုပြလူတွေကတော့ဒီဒီဟာမျိုးလေးဆိုလို့ရှိရင်တော့အယုံကြည်တော့မရှိကြဘူးကွာနော်ဒါကလည်းဒီကိုတိုင်းမခံစားရဘူးတဲ့ကိုတိုင်းမတည်သေးလို့သူတို့တွေအဲ့လိုမျိုးဝေဖန်တာလို့လည်းမြင်နေမှာပေါ့နော်ဒါပေမဲ့ကိုကိုတိုင်းအဲ့လိုမျိုးတင်းတင်းတချင်ချင်ကိုကိုဆောင်ရှာရတဲ့ဘာညာတီးလို့ရှိရင်တော့သူတို့နားလဲနားလဲနားလဲလာနိုင်မှာပေါ့နော်အော်သူတို့ကဒါမျိုးလေးရှိပါလားဆိုပြီးအဲ့ချိန်ကျရင်တော့သူတို့အမြင်ကတော့ပြောင်းလာမယ်လို့တော့မြင်ပါတယ်ဟုတ်ဟုတ်ဟုတ်ကိုကိုဆုနာမေးပေါ့ကောလေ မောင်မောင်လေးကတစ်ခါလေကြာအဲ့လိုမျိုးဝင်လိုက်လို့ရှိရင်လည်းအဲ့လိုမျိုးတစ်ခါကလက်သွားတော့ကအဲ့လိုမျိုးရှိတယ်အဲ့လိုမျိုးဝင်လာပါတော့အရန်မောင်လေးအဲ့လိုမျိုးနည်းနည်းလေးဟိုကမျိုးဖြစ်သွားချင်မှာမလူဝင်ပြီးတော့လေ အဲ့လိုမျိုးကိုကိုပါးတွေရိုက်တဲ့တီကိုဖြစ်ဘူးလေဖြစ်ဘူးလေအဲ့လိုမျိုးလေးလေအဲ့လိုဗီဒီယိုတွေဒါမှရှိတယ်မာလေးတင်းတာလေဟောဟောဟောအဲ့ဒီဟိုကသွားတဲ့ကလပ်မှန်းဘူးတာပေါ့အဲ့ဟိုကမှာအပြန်ကန်ဒီလေးမှဖြစ်သွားအပိုင်ကန်လေးလေးမှာလေဘလို့ဘာဘာလို့ဝင်ပြွားလဲကိုကိုသွားမကြိုက်လို့လားမကြိုက်တာမောင်လေးအဲ့လိုမျိုးပေါ့မောင်လေးအဲ့လိုမျိုးသွားလို့ရှိရင် तू ကမကြိုက်ဘူးဗျာလေဆံမောင်လေးကိုတာသနာပြုဖို့တွတ်လိုက်တာအတွက်ကြောင့်မောင်လေးကဘယ်လိုမျိုးအဲ့လိုမျိုးတာသနာပြုလို့လည်းတိတ်ပြောမပြူသေးဘူးနော်မောင်လေးကကိုကအကိုဟာနဲ့ကိုအပြော်ပါလေးတော့ပဲအဲ့လိုမျိုးမတ်တယ်ကြောင့်မလို့အဲ့လိုမျိုး तू ကတိတ်ပြောမကြိုက်ဘူးအဲ့လိုမျိုးမကြိုက်တဲ့အချိန်ကတော့တိတိတတ်တာမောင်လေးကိုပြတယ်အဲ့လိုမျိုးလေ तू မကြိုက်တဲ့ကြောင့်လေဒါပေမဲ့မောင်လေး ကြာပြီမတော့ဆင်တနေ့လောက်တော့ရှိနေတယ်ဟုတ်ဟုတ်ဘယ်တော့ထပ်ပြီးသွားအောင်ရှေးဆိုင်ရမှာချီဆိုင်ကမော်လီစူတောင်းထားရပေါ့နော်မော်လီဘယ်လိုပြောမလဲနောက်ထပ်မော်လီဒီဇကာရုပ်ဘယ်မှာဆန်လက်ရက်နှစ်ကရဲရဲလို့အောင်မြင်လို့ရှိရင်မော်လီနောက်တစ်ခေါက်ထပ်သွားမယ်အမေဆိုလေ အဲသူတို့ဟိုချစ်တဲ့ပရိသတ်တွေရောမုံတဲ့ပရိသတ်တွေရောသူတို့ကျေးဇူးအများကြီးတင်ပါတယ်ဗောနော်ဘာလို့ဆိုတော့ဟိုဘယ်လိုပြောလဲချစ်တဲ့ချစ်တဲ့မုံတဲ့ပရိသတ်တွေကိုလည်းသူတို့ချစ်လာအောင်လည်းစူးစမ်းပါမယ်သူတို့ရဲ့ဟိုကိုရီကိုသွေးဟိုအလူပညာအစစ်မှန်တွေကပရိသတ်တွေကိုချပြပေးမှဖြစ်တဲ့ကြောင့်မလို့သူတို့လုံးမဲ့အလူပညာလှူရှားမှုတွေမှာအားပေးကြပါအောင်ချစ်ပေးကြပါအောင်ဆပ်ပုတ်ပေးကြပါအောင်လို့ပြောချင်ပါတယ်